အားလုံးပဲမင်္ဂလာပါဗောနော်ကျွန်တော်အခုမိတ်ဆက်ပေးခြင်းတော့မိဘလိုင်းအတွက်မရှိမဖြစ်ကလေးတယောက်ကိုလုံခြုံမှုအပြည့်အဝပေးဆွမ်းမယ်ဗောနော်ကလေးနိုင်လေးဗောနော်အဲဒီနိုင်လေးကဘလို့အသုံးဝင်လဲဘလို့အသုံးပြုလို့ရလဲဆိုတာဒီနိုင်ချိတ်နီးလေးရအစကျွန်တော်အသေးစိတ် review လေးရှင်းပြပေးပါဦးနော်ဒီနိုင် model လေးက S 715ဗောနော် S 715ကအဲဒီကောင် 4G ဖြစ်တယ်ဗောနော်အဲ 4G ဖြစ်တယ်သူကဟို MPD SIM ရယ် Telinor ရယ်ပေါ့နော်နှစ်မျိုးတာပဲတုံးလို့ရတယ် ကျန်တာ၄သုံးလို့မရဘူး။ဘာကြောင့်လဲဆိုတော့အဲ MBD တို့ Telino တို့သုံးမှသာနေပေါ့နော်။အဲဒီမှာပေါ့သူက MBD single ထည့်ရမယ်။ထည့်ရဆိုသူက auto wifi တက်လာတယ်ပေါ့နော်အဲမျိုး 4G data အများကြီးတက်လာတယ်အဲကျန်တဲ့ဟို my day တွေ already တွေဆိုရင်တော့မရဘူးချိတ်လို့မရဘူးအဆင်မပြေဘူးပေါ့နော်အဲပထမဆုံးစချိတ်မယ်ဆိုရင် single ထည့်ရမယ် single ထည့်ပြီးတဲ့အခါကျရင်ပေါ့နော်ဟိုကျွန်တော်ဒီတိုင်လေးတွေတက်လာဒီ wifi လုံးတက်လာဒီ 4G တက်လာအာဒီ data များတက်လာ ဲ့ဒေတာများကြီးပါအကုန်တက်ပြီဆိုမှဒါနေပေါ့နော်ဟောကျွန်တော်တို့ဒီထဲကိုသွားဒီမှာ QR code ပေါ့နော်ဒါအပေါ်ဆုံးကအာ application အပေါ်ဆုံးက QR register code ပေါ့နော်ကျွန်တော်တို့ဒီဟိုဟိုလိုအောင်ချိတ်ရမယ်ကိုအောက်က application code ပေါ့နော် application download မယ် code ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ဒါလေးကိုခဏချလာမယ်ပေါ့နော်ချိန်ကြီးလေးကျွန်တော်ပြပေးမယ် โอเคအဲ့ဆိုရင်ပထမဆုံးပေါ့နော်ဟို sign in ပေါ့နော်အာ sign up လုပ်ရမယ် sign up လုပ်ရမယ်ဟာမှာဒီ sign up ဟိုတော့အဲ့ကိုကြည့်မိဖြစ်အဲသူအမကုတ်ဒီပိုင်းပေးမယ်ပေါ့နော်အဲပေးတဲ့အခါကျရင်အာကျွန်တော်ခဏန်း6လုံးဟိုသူပေးတဲ့အတိုင်းရိုက်ထည့်ပြီးဘယ်ပြီးရင်အာရွေးပေါ့နော်ကိုကမြန်မာနိုင်ငံဆိုရင်အာရှလာဘယ်လဲဘယ်မှာအသုံးပြုမလဲအဲအဲ့ဒါကြီးကို setting ချိန်ပေါ့နော်အဲချိန်ပြီးသွားရင်တော့အာ okay login လုပ်နိုင်ရင်ဒီအဆင့်ရောက်လာပြီပေါ့နော် အဲဒီအဆင့်ရောက်လာဒီအဆင့်ဆိုတော့ကျွန်တော်ကဒီဟာ register တင်ပြီးသွားလို့ဒီအဆင့်ရောက်သွားတာပေါ့နော်အရင်ကြီးဗီဒီယိုရှေ့သွားမှာဆိုလို့ပေါ့နော်အဲ register အခုအဲ့ဆိုရင်ချိန်မယ်ပေါ့ချိန်မဲ့အခါကျရင်ဒီမှာပေါ့နော် QR code လေးကိုဟိုလာလို့ဒီမှာ scan ဖတ်အဲစကန်ဖတ်ရအောင်အဲအဲ့ဒါဆိုရင်အဲ့ QR code လေးကဟိုဟာဖြစ်သွားပြီပေါ့နော်စကန်ဖတ်သွားပြီ အဲ့ဆိုရင်နာမည်ပေါ့နော်ဥမာဆိုမူမူခိုင်ပေါ့အဲ့ဒါကကလေးအဖေလားအမေလားဘာလားညာလားပေါ့နော်အဲဒီမှာပေါ့နော်အဲအဲ့လိုအမေဆိုရင်အမေအဖေဆိုအဖေပေါ့နော်အဲအဲ့ဒါလေးနှိပ်ပြီးမြင်နှိပ်ပြီးပြီးရင် okay ပေါ့နော်ဒီမှာ okay နှိပ်လိုက်ရင်အကောင့်ချိတ်သွားပြီပေါ့နော်ချိတ်သွားရတော့ဒီမှာလုံးရင်နဲ့ဝင်မယ်ပေါ့နော်လုံးရင်နဲ့ဝင်မယ်ဆိုရင်ပေါ်လာပြီပေါ့နော်အခုဒီမှာကြည်ပြက်ပြပြပေါ့နော် နံပါတ်41 58နဲ့ရန်ကုန်မြန်မာဟောနော်။မကျွန်တော်လိပ်စာအတိအကျပဲနော်။ဒီကောင်လေးအတိအကျပဲ41 58နဲ့။ဒီကောင်လေးကဘာလဲကျွန်တော်အမေရိကန်တုံးနေနော်။အဲတချို့အဲတက်ဒီနော်ဒီဆိုရင်အဲနည်းနည်းနေရာလွဲတယ်ပေါ့နော်။ဒီကောင်ကတော့လုံးဝပြီးရင်ဒီမှာ GPS ပေါ်လာအဲ Wi-Fi ပေါ်လာ LB ပေါ်လာအတချက်ကြည့်ပြရမှာပေါ့နော်။အဲ Wi-Fi ပုံမှန်ဒါနေဒီလိပ်စာအတိအကျပေါ်မယ်။အဲ GPS ပေါ်လေဆိုရင်လည်းအလိပ်စာအတိအကျပေါ်မယ်။ LB ဆိုရင်တော့ လိပ်စာတွေနည်းနည်းလွဲနေမှာပေါ့နော်အဲဒါအဲ့ဒါလေအပီရဲ့နိုင်ရှိတယ် GB ရဲ့နိုင်ရှိတယ်ကျွန်တော်အသေးစိတ်ထပ်ရှင်းပြပေးပါမယ်နော်ဟုတ်ပြီအဲ့ဆိုရင်ဒီမှာကဒါဖုန်းနံပါတ်မှတ်တာပေါ့နော်ဖုန်းနံပါတ်မှတ်တယ်ဖုန်းနံပါတ်ကိုဒီမှာ attack နှိပ်မယ်ဥပမာဆိုပါတော့အမီနံပဲပေါ့နော်ဥပမာဟာအမီနံပဲအင်္ဂလိပ်လိုရိုက်ပေါ့နော်ဆိုပါတော့ ดาอะหลุย้ายได้บ่เนาะเออดาจนเนี่ยดีกีบอร์ดกูก็เลยไม่จ่วนอยู่อ่ะจนบักแกนกีบอร์ดเว้ยตรงตะล่ะสรุปดาตึกเส้นมันปิ๊วบ่เนาะอ่ะสรุปดาโฟนน่ะมาบ่อ่ะเส้นนี้มาสิได้ดิบ่เนาะสิไว้ดีนายเด้มาดิกว่าสิไว้บ่เนาะดีนายเด้มาจิมันโฟนบุ๊กบ่เนาะถ้าจนญาติญาติย้ายတော့อตรงๆนี่แหละบ่ အနောက်ကနေမှာကျွန်တော်ရိုက်ထားတဲ့ရှစ်ပါလေရှစ်96 86 1 66ပေါ့เนาะโอเคဆိုတော့အဲဒါကတော့အဖေအမေအဲအဖေနာမည်ထည့်မယ်ဆယ်လုံးကြီးထမှတ်လို့ရပါတော့ဒီမှာเนาะအတက်ကရင်တော့ပြီးလောက်အောင်ပေါ့เนาะဒါကတော့ချက်တာပေါ့အတန်ချက်တာပေါ့เนาะအတန်နေမှာချက်တာအာ hello 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 ဆိုရင်ဒီကျွန်တော်ပို့လိုက်ပြီပေါ့เนาะအဲဒီမှာပေါ်လာပြီပေါ့เนาะဒီမှာနားကြီးပေါ်လာပြီအတန်ပေါ်လာပြီပေါ့เนาะအဲဆိုရင်သူကနားထောင်အောင်ပေါ့เนาะ ဒီဒီကိုသွားအောင်သူ message box လေးထဲမှာသွားနားထောင်မှရမှာပေါ့နော်သူအတန်ထဲမှာ check ဟဲ့ hello 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 ဟဲ့နော်အဲဒါဒီအပြန်ပို့မယ် hello 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 ဒီဘက်ကိုပြန်ရအောင်မင်းတို့ကလေးကပြန်ပို့လိုက်ပြီဆိုရင်နော်အဲအဲ့လိုပေါ့နော်ဒါအပြန်နဲ့အတန် check တာဟိုထဲမှာဝင်လာပြီပေါ့နော်โอเคအဲ့ကျွန်တော်ဒါအတန်ချက်နေပြီပေါ့နော်ချက်ဆိုတဲ့ဟာ အာချက်ကြီးပေါ့နော်ဒါဖုန်းခေါ်တာဖုန်းခေါ်တာဆိုကလေးရဲ့ဖုန်းနံပါတ်ကိုဟိုထည့်ပေးထားတဲ့အတွက်တူခေါ်တာပေါ့နော်တိတ်အရေးမကြီးပေါ့နော်ဒါကဗီဒီယိုကောပေါ့နော်ဗီဒီယိုကောဒီမှာဗီဒီယိုကောခေါ်လိုက်ပြီအဲဒီမှာ line ကြာနေပေါ့နော်ဒီမှာ line ဒီမှာဗီဒီယိုကောခေါ်တဲ့အချိန်မှာကျွန်တော် line ကြာနေရယ် line ကြာတာဖြစ်တယ်ပြီးတော့ကျွန်တော်ကတ်ထဲမှာ B ကအလုံးတော့မရှိဘူးပေါ့နော်ဒီထဲမှာ B ကအနည်းဆုံး အဗီဒီယိုကိုခေါ်မယ်ဆိုရင်ပေါ့နော်3000နဲ့9000ရှိရဖြစ်နိုင်တော့9000ထဲမှာပို့ရှင်ပြီးပေါ့နော်ဘီအလုံးတော့မရှိဘူးကျွန်တော်ဘီရှိရတော့ပဲရှိရှိရပေါ့နော်ဒါပေမဲ့ဒီဘက်ကတခြားတော့စမ်းကြည့်ပေးမယ်ပေါ့နော်အဲ့ဒီမှာရရပေါ့နော်အဲကျွန်တော်ကင်လိုက်ရင်တော့ကျွန်တော်ဘီရတော့လုံးဝပြတ်သွားမယ်ပေါ့နော်အဲပြတ်သွားမယ်ကျွန်တော်မကင်ရတော့ပေါ့နော်ဒါပေမဲ့ရင်ခေါ်နေပြီပေါ့နော်အဲနည်းနည်းတော့ထပ်စမ်းပြပေးပေါ့နော်သူက ကလေးရခေါ်မယ်ဆိုရင်ဒီမှာဗီဒီယိုကောပါလေဒါလေးနှိပ်အဲဒီနားမှာစကားချက်ပြောချင်တာနှစ်ဦးနှစ်ဖက်စလုံးလိုင်းကောင်းမှုလို့လဲပေါ့နော်လိုင်းကောင်းမှုလို့လဲဒါမှလည်းအဆင်ပြေမှာပေါ့နော်အဒီဘက်မှာအဲကျွန်တော်ဘက်မှာ connect ကြနေပေါ့နော် connection free ဖြစ်နေတယ်ဆိုရင်အဲအဲ့အဲ့ဆို free ဖြစ်နေတဲ့အတွက်အဆင်မပြေဘူးပေါ့နော်အဲ့ပြီးတော့ဒီမှာ battery percent နေမှာပြရအောင်เนาะအဲ့ဆိုရင်ဟုတ်ပြီအဲကျွန်တော်ခုနပြောတဲ့အာဒီမှာပေါ့เนาะစောင်းကားလေးရပါเนาะဒါကဘာကြီးအသုံးပြုလဲဆိုတော့ပေါ့เนาะ เอ่อ Xiaomi ဝယ်ဖို့ဖုန်းနံပါတ်ရိုက်ဥပမာဆိုပါတော့ကျွန်တော်ဖုန်းနံပါတ်ကျွန်တော်ရိုက်လိုက်ပြီပေါ့နော်အဲဒီဖုန်းနံပါတ်ကိုကျွန်တော်ရိုက်လိုက်ပြီကျွန်တော်ကျွန်တော်ဖုန်းနံပါတ်ပေါ့နော်ဒါကျွန်တော်ခေါ်စီချင်တာပေါ့ဒီနာရီရရင်ကျွန်တော်ခေါ်စီချင်တာပေါ့နော်ခေါ်စီချင်တော့ဆိုတော့အာဒီဖုန်းရိုက်ရင်ကျွန်တော်ဗီဒီယိုရိုက်တဲ့ဖုန်းကြီးဖြစ်သွားနေမှာ ုပ်ပြီးเนาะဒီမှာကျွန်တော်ဒါကိုနှိမ့်လိုက်ပြီနှိမ့်လိုက်ဒီမှာဆန့်ဖြစ်သွားပြီဆိုတော့ကျွန်တော်ခေါ်စီခြင်းနဲ့ဖုန်းကိုဝင်လာပြီပေါ့เนาะခေါ်စီခြင်းနဲ့ဖုန်းကိုဝင်လာပြီဆိုတော့ဒါလေး line ကောင်းမှရမှာပေါ့เนาะအဲဝင်လာပြီပေါ့เนาะအဲအဲ့ဆိုရင်ကင်လိုက်ပြီပေါ့เนาะကင်လိုက်ပြီဆိုရင်မကိုင်းလိုက်ပြီဆိုရင်ဟိုနိုင်မာကလုံးဝဘောနော်အာနိုင်မာ လုံးဝဟိုတက်ရောက်မှုမရှိဘူး။နာရဘာမှမသိပဲနဲ့တစ်ဖက်ကပေါ့နော်။အဲသူတငယ်ချင်းเนี่ยဘာပြောနေလဲဆီယမိုင်းဘာပြောနေလဲဆိုတာခိုးနားထောင်ရကြပေါ့နော်။ Okay အဲ့ဒါကြောင့်အဓိကတော့ကိုခေါ်စီညင်းတဲ့ဖုန်းဒီမှာရိုက်ထည့်ပေးရမှာပါနော်။ခိုးခေါ်စီညင်းတဲ့ဖုန်းပေါ့နော်။အဲဒါကတော့ sound card ရမှာဒါစပိုင်နေနဲ့နားထောင်တာပေါ့နော်ဒီမှာ။ဒါကတော့နှလုံးခုန်နှုံးလေးပါရပေါ့နော်။ဒါကတပုံရိုက်တာပေါ့။တပုံရိုက်တယ်ဆိုရင်ဥပမာကျွန်တော်တပုံရိုက်လိုက်ပေါ့နော်။တစ်ချက်ရိုက်လိုက်ပြီ။ အဲသူကဒီကျွန်တော်တို့ကင်မရာဖုန်းခုဗီဒီယိုရိုက်တဲ့ကင်မရာတဲ့တဲ့ကိုစင်တာဖြစ်နေတဲ့အတွက်သူရိုက်နိုင်မှာမဟုတ်ဒါတော့ခဏစောင့်ပြရမယ်ဒီအချိန်မှာနှုတ်နှစ်ဖက်လုံးဒီတာ line ကောင်းမှဖြစ်မယ်ပေါ့နော်ဒါမှပုံတက်လာမယ်ပေါ့နော်ဒီမှာ saving လုပ်နေရပေါ့နော်ဒါညာကြနေရပါတော့ဆိုတော့ဒါကတပ်ပုံရိုက်တာပေါ့နော်အဲပြင်းရဆိုတော့ဆက်ပြမယ်ပေါ့နော် အရင်ကြီးရှိနေပါဆိုလို့ဗီဒီယိုကအဲဒီမှာဆေးွားပြီပေါ့နော်ဆေးွားပြီဆေးွားခဏနေကြရင်အဲဘယ်လိုပြောအောင်မခဏနေကြရင်တွားကြည့်လိုက်ပေါ့နော်ဓာတ်ပုံဝင်လာပြီဒီမှာဓာတ်ပုံဝင်လာပြီပေါ့နော်နော်โอเคအဲဆိုတော့ဒါဓာတ်ပုံရိုက်တာပေါ့နော်ဒါ time zone ပေါ့နော်ကိုကအာဘယ်အချိန်မှမှန်ဘူးဆိုရင်အခုအချိန်မှမှန်ဘူးဆိုရင်မားနေဆိုရင်ကျွန်တော်တို့က GMT 630ပေါ့နော် GMV 630ညီမပေါ့နော်630ထားမှာကျွန်တော်တို့ကဒီမှာတနင်္ဂနွေရက်30ခုပေါ့နော်ညီမပေါ့တနင်္ဂနွေရက်30ခုမှန်ပါရဲ့နော်73ညီ30ဆိုတော့လောကမှန်ပါရဲ့နော်အဲ့ဒါမှမယ်ဟောပြမှာဒီမှာ east GMT 630ထားပြရမှာပေါ့နော်ဒါက time ဆိုအချိန်မမှန်ဘူးဆိုရင်ပေါ့နော် language ပေါ့ language မှာကိုကျွမ်းတဲ့ဟာတွေဘာသာစကားတွေကိုတရုတ်စာကျွမ်းတရုတ်စာအင်္ဂလိပ်စာ ကျွမ်းအင်္ဂလိပ်စာပေါ်တူဂီဘာညာပေါ့နော်ကိုကျွမ်းတဲ့ဟာဟိုကကိုတုံးလို့ရတယ်ဒါပြဿနာတိမ်မရှိဘူးဒါ family man မှာပေါ့နော်ဒါ family man မှာအာဒါကအလန်းဆန်လာပေါ့နော်အလန်းဆန်လာမှာဒါကအဲကလေးရ SOS ပေါ့နော်အခု SOS မှာထည့်ထားလို့အချက်ပေးတာတို့စီးဆုံးကြော်တာတို့အချက်ပေးတာတို့အဲဘက်ထရီကုန်ကန်ကြီးအချက်ပေးတာဒါတွေက SMM ပို့မှာပေါ့ဒါတွေကိုဘယ်လိုပြောမလဲ on ထားမယ်ဆိုရင်တော့ဟိုနိုင်ကြီးကဟာတွေကပတ်စံတွေကခဏလေးနဲ့ကုန်မှာပေါ့နော် ဘိုင်းအောင်လဲဆိုတော့သူကတတိပေးမှာအားကုန်ပြီဆိုတော့တတိပေးမယ်အဲ SOS ကလီယာနှိမ့်နေသည်ရေအဲကျွန်တော်တို့ဒီထဲကိုလူကြီးမိဘဖုန်းလေးကို SMS ရပို့ပို့နေမှာဖြစ်တဲ့သူကအဲဒါတော့ဖွင့်ချင်လည်းဖွင့်လို့ရတယ်ပိတ်ချင်လည်းပိတ်လို့ရတယ်ဖွင့်ထားမယ်ဆိုရင်တော့ဥပကလုတ်တမများဟာတွေကသူကဒီနိုင်ကြီးတွေကပတ်စံနေကုန်မှာပေါ့နော်အောင်လဲဆိုတော့အဆန်မြတ်ဥပမာ55ကျက်ဆို55ကျက်30ဆို30ပေါ့နော်ဒါ view အဆန်မခုနကပေါ့နော်ဝင်လာတဲ့ဟာတွေကိုမကြည့်ကျင်တဲ့ဟာတွေဆိုရင်ဟို ban ထားပေါ့နော် ဒါကြတော့အပြင်ကဖုန်းလေးပေါ့ဥပမာကလေးကိုကိုမခေါ်စီခြင်းတဲ့ဖုန်းလေးပေါ့အခုကစင်ကတ်ဝယ်လိုက်တယ်အဲတချို့ကျတော့စင်ကတ်အစ်စ်ဝယ်လိုက်တယ်ပေါ့နော်စင်ကတ်အစ်စ်ဝယ်လိုက်တယ်အကိစ္စမျိုးတချို့ကျတော့စင်ကတ်အဟောင်းပြန်တုံးချတဲ့မိဘတွေကြတော့အာဖုန်းကလေးရှိဖုန်းဝင်လာတာတို့ပါအဲ့လိုတွေရှိရင်ဆိုရင်ကိုနဲ့မသိတဲ့ဖုန်းလေးဒီမှာပိတ်ထားလို့ရတယ်ပေါ့နော်ပြောပါမလားအဲဒီမှာကျတော့ဒီဒိုင်းဟာကျတော့ဒီကောင်ဒိုင်းပိတ်ပိတ်ထားမယ်ဆိုရင်ပေါ့နော်ဒီဒိုင်းလေးပိတ်ထားမယ်ဆိုရင်ပေါ့ဒီမှာကလေးက အာဒီမှာတိုင်ပေါ့ဥပမာဆိုပါကလေးကရှောက်နှိတ်တယ်ပေါ့နော်ဟိုဖုန်းပေးနေကုန်းမယ်တငယ်ချင်းနေခုံးမယ်အာတချို့အချောင်းတွေမှာပေါ့နော်အာသူပတ်သွားလို့ပေါ့နော်ဟိုမိဘကြီးတချို့ပြန်ပြောအာရှောက်ခေါ်တယ်ကောကောဆန်တာတွေပါရဲ့ emergency ဆန်တာတွေခေါ်လို့ပြဿနာကြီးတက်တယ်ပေါ့နော်အဲ့လိုခါမျိုးဆိုရင်ပူရအောင်လို့ခုဒါလေးပိတ်ထားလိုက်ပေါ့နော်အဲ့ဒီပိတ်ထားနိုင်ရင်ဒီမှာပါဒီမှာနော်ရှေ့လိုက်နော်ဒါလေးပိတ်ပြီးရှေ့လိုက်โอเคအဲ့ဆိုရင်ဒီမှာကြီးမရတော့ သူလည်းဘာမှနှိမ့်လို့မရတော့သူလည်းဘာမှလုပ်လို့မရတော့ဘူးเนาะအဓိကသူဖုန်းခေါ်မယ်ဆိုရင်ဒီဖုန်းကွန်နယ်တရကိုထည့်ထားတယ်မိသားစု10ယောက်ကလွင်သူဘယ်မှလည်းသူခေါ်လို့မရတော့ဘာမှလည်းလုပ်လို့မရတော့ဘူးเนาะအဲဒါမှမဟုတ်အပြန်ဖွင့်ပေးခြင်းနဲ့ဆိုရင်ဒါလေးပြန်နှိမ့်ဒီလေးရှိပြန်လုပ်လိုက်ဒါဆိုရင်ဒီဘက်ကဟိုဖြစ်သွားချင်းဒီမှာပြန်ပွင့်သွားတယ်ဟုတ်ကဲ့เนาะအဲအဲ့ဒီပါဒါ SNN မှာပေါ့နော် SNN မှာ၃လုံးထည့်လို့ရတယ်ပေါ့နော်၃လုံးထည့်လို့ရတယ်အဲ SNN မှာ၃လုံးထည့်တာမျိုး၃ရောက်ဘူး ကူငါလေးငါတင်ငါတင်ငါငါပေါ့နော်အဲဒီဖုန်းနံပါတ်ကျွန်တော်ထည့်လိုက်ပြီပေါ့နော်ဒီဖုန်းနံပါတ်ထည့်လိုက်ပြီဆိုရင်ကလေးဦးပေါ့နော်တစုံတစ်ယောက်ကတစ်ခုခုလုပ်မယ်မတမာတဲ့လူကတစ်ခုခုလုပ်မယ်ဒီအာနိုင်ယူပေါ့နော်ပါဝါပိတ်မယ်ပေါ့ပိတ်ပြီပေါ့ပိတ်ပြီပေါ့နော်ပါဝါပိတ်လိုက်တော့ပိတ်လို့မရတော့သူကပါဝါပိတ်မယ်ဆိုအဆူရဖြစ်သွားပြီပေါ့နော်အတောက်လျှောက်ခေါ်တော့မှာအဲအဲ့အဲ့လိုပေါ့နော် SMS နံပါတ်3ထည့်ထားမယ်ထည့်တိုင်းထည့်ထားတဲ့နံပါတ်တွေကိုတောက်လျှောက်သူကခေါ်မှာပေါ့နော်အခုဒီမှာအဆူရမှာခုနတောင်းဆိုပြီးတော့ ဒီမှာတက်လာပြီเนาะအဲ့ဆိုရအဲ့ကျွန်တော်ဖုန်းခေါ်နေရပါဘောเนาะအခုနကျွန်တော်ဟိုဟိုဖုန်းလေးကိုခေါ်နေပါဘောเนาะတရားစီ SOS ပါဝါလေး5စက္ကန့်တော့ပြထားလိုက်တာ ਨੇ အဲအဲ့လိုခေါ်ရပါဘောเนาะဒါကဟိုအဲ့ဆိုရအတုံးပြူနီးပါဘောเนาะဒါကတော့အာကျွန်တော်လည်းအများကြီးမထည့်ပြတော့ဘောเนาะဒါနမူနာပြတာပေါ့ဒီမှာ၃လုံးထည့်လို့ရ၃လုံးကိုလက်ပတ်ပြီးခေါ်နေမှာပေါ့เนาะခုနကျွန်တော်ပြောတဲ့ဟာမှာဟုတ် message တွေဝင်လာပြီပေါ့နော်ဒီမှာသူက SOS နှိပ်လိုက်တော့ SOS message တွေဝင်လာပြီပေါ့နော်ဒီဒါ alarm clock တွေပဲပဲမနှက်ထဒါလိုပါလို့ပေါ့နော်အဲဒါတွေကလည်းတိတ်အလောက်ကြီးတော့အရင်မကြီးပေါ့နော်အဲဒီမှာ SMS ခါကြီးကဒီမှာ on ထားမယ်ဆိုရင်ဒါလည်းအဆင်မပြေဘူးပေါ့နော်ဘာလို့လဲဆိုဒီကောင်လေး on ထားမယ်ဆိုရင် battery အားနေတာလို့ခုန SOS အဲ alarm နေပို့လာနေဒီကောင်က SMS ပို့ပြီ အဲ့ဆက်မပုတ်မှာကလေးကဥမာအာမထီကုံတော့မယ်ဆိုရင်တော့ဟိုဘီမကုံညင်းဆိုရင်တော့ပိတ်ထားပေါ့အာဘီရရတဲ့ကိစ္စမရှိဘူးအာဒီဘီဘလောက်ပဲကုံကုံအရှင်းပြည့်တယ်ဆိုရင်တော့ဟိုလည်းပေါ့နော်ဒါ tracking frequency ပေါ့ tracking frequency ကိုတချို့ကကြတော့အော်ဘယ်လိုပြောမလဲ10မိနစ်ထားတယ်ပေါ့နော်10မိနစ်တိမှဖြစ်ပြတဲ့ဟာတချို့ကတော့တနာရီမျိုးမှဖြစ်ပြတဲ့ဟာပေါ့နော်တချို့ကတော့ဒီတိုင်းပဲထားတယ်ပေါ့နော်အဲဒီချိန်မှာတော့ကိုကြိုက်သလိုချိန်ပြီးထားလို့ရတယ်ပေါ့နော် အဲဒီမှာကျတော့ကျွန်တော်ခုနကပြော LBS ဆိုတော့ဒီကောင်တွေက GPS နိုင်ဖြစ်တဲ့အတွက် LBS ဖွင့်ပေးကြမလို့ဘူးအဲဆိုရင် LBS တော့ဖွင့်နိုင်မယ်ဆိုရင်အချိန်မမှန်တော့ဘူးအာရောက်ချင်တဲ့နေရာရောက်ပောက်ချင်တဲ့နေရာပောက်ပါမယ်ပေါ့နော် Okay အဲဆိုရင်ဒါကကျတော့ facility reset ချတယ်ပေါ့နော်ဒါကကျတော့ remove reset လုပ်တာဒါကတော့ဟိုနာယူပိတ်တာပေါ့နော်နာယူအခုပိတ်မယ်ဆိုရင်ဒီထည့်ရမယ်ပိတ်မှရမယ်ပေါ့နော်အာဒီရရင်ပိတ်မှမဟုတ်ဆိုရင်မရဘူးပေါ့နော် မယ်ဒီညမှာတတိပြည့်စီကျန်တာအန်ပိုင်းဆိုတဲ့ဟာကြီးလုံးဝမနှိမ့်နေပါတော့အန်ပိုင်းနှိမ့်ဒီနှိမ့်လိုက်ဒီအကောင့်ဖြတ်ချလိုက်တာအဲအကောင့်ဖြတ်ဖြတ်လိုက်တဲ့အတွက်ဟာဘယ်လိုပြောရမလဲအကောင့်ပြတ်သွားပြီပေါ့နော်အကောင့်ပြတ်သွားအစားပြန်ချိန်ရမယ်အဲဖြတ်လိုက်ပြုတ်လိုက်ဖြတ်လိုက်ပြုတ်လိုက်ဆိုရင်လော့ကျသွားတယ်လော့ကျသွားရင်ဒီနာကြီးကဘာမှလုပ်လို့မရဘူးပေါ့နော်အဲ့အတွက်ဒီဟာတွေကိုနှိမ့်တာ မလုပ်ပါနဲ့ဟောကိုကကြင်ကြီးမင်းနဲ့မချိတ်တော့ချင်တော့လို့နောက်ကြည်မင်းအစ်စ်ပြောင်းမှတာနေ အာဒီ MI ဆိုတာလေးနှိပ်ပေးပါဦးเนาะအဲဒီနောက်မှာကျွန်တော်စကားထပ်ပြီးပြောရမယ်ဆိုရင်အဲဒီအကောင့်ကိုစချိတ်မယ်ဆိုရင်ပေါ့เนาะအဲ Gmail ဖြည့်မယ် password ဖြည့်မယ်အာသူပေးတာဟာဖြည့်မယ်ပေါ့ဖြည့်ပြီး screen shot ရိုက်ပေးထားပါအာကိုက Gmail ဖြည့်တယ် password ဖြည့်လိုက်တယ်ဖြည့်လိုက်တဲ့အပိုင်းမှာကိုကမမှတ်မိတော့ဘူးအာကိုကရိုက်လိုက်တာတော့ခုနကပေါ့ကျွန်တော်တို့ keyboard ကကြောင်ထားဖတ်တဲ့အခါအဆင်မပြေတဲ့ဟာတွေဆိုရင်ပေါ့เนาะကိုကတော့ရိုက်လိုက်တာတော့တုံးမယ်ဒါပေမဲ့၄ဖြစ်သွားတယ် အဲ့ဒီညင်ပြန်ဝင်တဲ့ခါညင်ဝင်လို့မရဘူး။နာရီကလည်းကျူတာဖတ်သွားပြီဆိုရင်အာဒီဟာကကျွန်တော်တို့ဘာမှလုပ်ပေးလို့မရပါဘူး။အဲ့တော့အထူးသတိပြုပေးပါ။အပြင်းရင်ဒီမှာကျွန်တော်ဒီမှာပေါ့နော်။ကလေးရဲ့အဟာရှေ့ဆောင်နေပါဆိုရင်ပေါ့နော်။အေးကျွန်တော်မှခုနကတော့လား LBS ကျွန်တော်ဟိုကျွန်တော်ပြခြင်းလို့ကျွန်တော်ဖွင့်ထားတယ်မှာ။ LBS ဆိုရင်ခုနနေရာဟာအော်တိုမဟုတ်တော့ဘူး။ကျွန်တော်နေရာကဒီမှာ ဒီကောင်က LBA ဖွင့်လိုက်တဲ့အတွက်ဒီနားရောက်သွားတယ်ပေါ့နော်အဲနော်အဲကျွန်တော်ပြရတာနော် LBA ဆိုရင်အဲတက်လာဒီမှာဆိုရင်ကျွန်တော်ကျွန်တော်နေရမှာ LBA ဆိုရင်အဲ့လိုကွာချားတယ်ကွာဝေးတယ်ပေါ့နော် Okay ဒါတော့အာ GPS ဆိုပေါ့နော်ကလေးသွားတဲ့နေရာတွေပါတယ်ပေါ့ history ပြန်လိုက်တာပေါ့နော်အဲဒါကတော့ဟိုလူပေါ့နော်လူရှိနေနေရဒါဖုန်းတီရှိနေနေနေရပေါ့နော် ုန်းရှိတဲ့နေရာဒါ location ဖွင့်ဖွင့်ပေးထားနိုင်ရင်အဲလူနဲ့ဖုန်းနဲ့ထပ်တူရှိလားဆိုတဲ့ဟာဟာကိုပြတာပေါ့နော် GPS မှန်လားမမှန်လားဆိုတာဒီမှာဒါဖုန်းဒါလူပေါ့နော် okay အဲပြီးရင်ဒါကတော့ satellite တွေပါရေပေါ့နော်ဒီအိုင်ကိုလိုချင်လို့ကိုလိုချင်လို့ပြောင်းလို့ရပေါ့နော်ဒါတော့ သူတွားတဲ့နေရာလေကိုကလိုက်ကြည့်လို့ရတယ်ပေါ့ဥပမာဆိုပါသူကဒီနားမှာနေနေပေါ့နော်သူကဘယ်တွားခဲ့လဲဆိုတဲ့ဟာကို history လိုက်တာပေါ့နော်ဒါတော့ဘာမှမရှိဘူးဒီနားရဲ့အတိတ်ဆိုတော့ချိတ်ပြရအောင်မယ်ကျွန်တော်ဆန်းတော့ဒီနားမှာပဲသူကရက်နေမှာပေါ့နော်ဒါရောစီစုံပေါ့နော်စီစုံကလေးကဥပမာဆိုပါကြောင်းပေါ့နော်ဥပမာဆိုပါတော့အဲထားပါတော့ဒီနားပဲထားပါဒီနားကကြောင်းပေါ့ကျွန်တော်ဒါအပေါင်းနှိပ်လိုက်ပြီ ျွန်တော်ကြောင်းနေတတ်မှတ်လိုက်ပြီပေါ့နော်ဥပမာဆိုတော့အဲဒါအသေးအကြီးပေါ့နော်ဘယ်လောက်ထိနေမြချဲ့ကျင်တာလဲပေါ့နော်ဒီမှာပေါ့အသေးကြီးဘယ်လောက်ထိနေမြချဲ့ကျင်တာလဲပေါ့နော်အဲဆိုလိုဒီမှာအခုမှဒီနားလောက်ဥပမာအဲဒီနားပေါ့နော်56နဲ့58နဲ့ကြော်ပြီးဆိုရင်တန်နဲ့အလန်းပေးကျင်နေဆိုရင်စိနှိမ့်လိုက်ဒါမှနာမည်တော့ရိုက်ပြီးပေါ့နော်ဥပမာအပေါ်မှာအာစီဖို့ကိုကြိုက်တာရိုက်လို့ရတယ်ပေါ့နော်ကိုကြိုက်တာရိုက်ပါကျွန်တော် ဒါဒီရည်ရည်ဒီမှာပေါ့200မီတာပဲထား200မီတာကြော်တာနဲ့အာတတိပေးရဟာကိုကျွန်တော်လောက်ထားတယ်ပေါ့နော်အဲဥမာဆိုတော့ဒီ58လမ်းကြော်သွားပြီပေါ့နော်ဒီဘက်ကြီးကြော်တာပြီဒီဘက်ကြီးကြော်တာပြီဒီဘက်ကြီးကြော်တာပြီဆိုတာနဲ့ကိုယ့်ရဲ့ဖုန်းမှာ notification လာတက်ပြီဟွာဖြစ်ပြီပေါ့နော်ဒါဟာလေနှစ်ဖက်စလုံးလိုင်းကောင်းမှရမှာအရှင်ပြေမှရမှာလိုင်းမကောင်းမဲဆိုရင်အရှင်မပြေဘူးပေါ့နော်အဲအားလေးတော့စကားချက်ပြောထားပါအဲဒီမှာအားပေါ့နော်အားကြည့်မယ်ဆိုရင်သူ့ရဲ့ဟာကို ဒီလိုလေးလေးကြည့်လို့ရပါတယ်ကလေးရဲ့တည်နေရလေးပေါ့နော်အခုကဒီနောက်မှာရက်နေတဲ့အတွက်ဟောဖြစ်တယ်ဒါကတော့ S715 ပေါ့နော်အာ GPS ဗီဒီယိုကောခေါ်လို့ရတဲ့နိုင်လေးပါပေါ့နော်အထက်ကအထက်ထဲမှာတော့နိုင်ထဲမှာပါတဲ့ function လေးတွေကတော့အဲဒီဗီဒီယိုကောရမယ်ခုနကကျွန်ဖုန်းနံပါတ်ထည့်ထားတဲ့ဟာဖုန်းမလုပ်လို့ရမယ်ပေါ့နော်ကင်မရာပါမယ်ပေါ့နော်ကင်မရာပါမယ်ဖုန်းရိုက်လို့ရမယ်ခုနအတန်ဖိုင် QR code gallery ပေါ့နော်အာဒီမှာ setting ပေါ့နော် ဒါအလင်းမောင်ချိန်ပဲဒီမှာဟိုကုလိုညင်တဲ့ view LED ပေါ့နော် view LED ကတော့ on မေးထားမှာပေါ့နော်ဒါကြီးကတော့ထွေတူတူမဟုတ်ဘူးဒါကြီးပဲပါပါတယ်ဒါတော့ S7 တင်က smart watch လေးပေါ့နော်ကြာကြည့်ပြီးချိန်ကြီးလေးပါအဒီ smart watch လေးကိုမှာယူရပလန်မြန်မာ page မှာဒီမှာယူ Viber ဖုန်းနံပါတ်399 96 159 159မှာယူရပါတယ်။အပိတ်တဲ့တယောက်ချင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။အာကျွန်တော်တို့ KP ဝေးကတော့ဒီဖုန်းနံပါတ်တစ်လုံးနဲ့ပဲလက်ခံပါတယ်။ မိတိဖုန်းမှလက်မခံပါဘူးအထူးတည်တည်ပြုပြီးပါဒီဖုန်းညမှာပါပဲခင်ဗျကျေးဇူးပါ